မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်။ပထမဆုံးရန်ကုန်မှာပြင်ကြဆေးနှင့်စီကံမဲ့ဆိုင်တွေမမြင်ခြင်းမှုဆိုတဲ့မင်းအောင်လိုင်းအမိန့်ကြောင့်ယာယီဆေးတွေဆိုင်ကန်းတွေအလုံးဖြတ်သိမ်းခံနေရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့မှာပြန်ကြဆေးတွေနဲ့စီကံမဲဆိုင်တွေလမ်းမီဝဲရမှာခေါင်းရက်ပြတ်တိုးဈေးတွေမမြင်ချင်းမှုဆိုတဲ့မင်းအောင်လိုင်းရဲ့အမိန့်ကြောင့်ယာယီဈေးတွေပြန်ကြဈေးတွေနဲ့လမ်းမီဝဲရကဆိုင်တွေကိုဒီရပိုင်းတွင်စစ်တပ်နဲ့စီပင်ကလိုက်လံဖျက်သိမ်းနေပါတယ်။ အော်တိုဘာလ10ရက်နေ့ရန်ကုန်မြို့တလာတရာစီမံကိန်းနဲ့တကုံမြို့သစ်တောင်ပိုင်းစစ်မှုထမ်းဟောင်းအင်ယာကောမုတ်ဆိုးမအင်ယာကျိဆောက်ရင်းလာရောက်စစ်ဆေးထားတဲ့မင်းအောင်လိုက်ကအပြန်မှာတင်ငန်းချောတောင်မွေတာကိတဗဟန်ရန်ကုန်တကုံနဲ့ကမာယူမြို့နယ်တွေကိုကားနဲ့လက်ပတ်ကြီးရှုခဲ့ပါတယ်။ အဲ့ဒီလိုကြီးရှုရင်မင်းအောင်လိုင်ကလမ်းမီဝဲရမှာပြန်ချဈေးတွေကောင်းရွက်ပြတ်ထိုးဈေးတွေနဲ့စီကမ်းမဲ့ဆိုင်ကန်းတွေကြောင့်မြို့ရဲ့အလှပကိုအကြီးတန်းစေတာကြောင့်ကြက်မတ်ဆောင်ရွက်ဖို့နဲ့နောက်တခါသူလာတဲ့အခါမမြင်ချင်ဘူးလို့ထုတ်ဖော်ပြောဆိုထားပါတယ်အဲ့ဒီပြောဆိုမှုကြောင့်အော်တိုဘာလ17ရက်နေ့ကစပြီးရန်ကုန်မှာလမ်းဘေးဝဲရဆိုင်ကန်းတွေပြန်ချဈေးတွေရယူဈေးတွေကိုအလုံးရင်းနဲ့စစ်တပ်နဲ့စီပင်ကဖျက်သိမ်းလာပါတယ်။ဒါအပြင်အိမ်နဲ့ဆိုင်တွဲထားတဲ့ ဈေးဆိုင်အိမ်တွေတိုက်မြင့်ကြီးတက်မှာဖွင့်လှစ်ထားတဲ့ဆိုင်ကန်းတွေကိုလည်းအဖီတွေထက်ချတာလမ်းနဲ့နမိန်နဲ့မလွတ်တဲ့ဆိုင်တွေကိုဖျက်ခိုင်းတာလှုပ်ဆောင်လာပါတယ်။မင်းအောင်လိုင်းအမိန်ကြောင့်တောင်မွေကျက်ဘေးဈေးမှပြန်ကျဆိုင်ကန်းတွေတောင်မွေဈေးအရှိမရှိတဲ့လမ်းမဆိုင်တန်းတွေစီပင်နဲ့စစ်တပ်ကဖျက်သိမ်းနေသလိုရက်ွက်အတွင်းမှာဖွင့်လှစ်နေတဲ့ပြန်ကျဈေးတွေကိုလည်းစစ်တပ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကဖျက်သိမ်းတာတွေလှုပ်ဆောင်လာပါတယ်။ အော်တိုဘာလ14ရက်နေ့မှာတော့တင်ငန်းချုံမျိုးနဲ့ပြည်တော်စုဂုံကျော်တရအစင်မှာရှိတဲ့ပန်းစီတန်းဆိုင်ကန်းတွေအလုံးကိုစစ်တပ်နဲ့စီပင်ကလာရောက်ဖျက်သိမ်းခံပြီးမဖျက်တဲ့ဆိုင်တွေကိုဘူရိုဇာနဲ့ထိုးချဖျက်ဆီးမယ်လို့ချိန်ချောက်ပါတယ်။လက်တလောရန်ကုန်စီပင်တရင်ရှင်းမြစ်အချို့ရဲ့အဆိုအရရန်ကုန်တမျိုးလုံးမှာရှိတဲ့ဆိုင်ကန်းတွေပြန်ချဈေးတွေနဲ့ယာယီဈေးတွေအလုံးကိုစီမံချက်နဲ့ဖျက်သိမ်းနေတာဖြစ်ပြီးခွင့်ပြုချက်မရှိဘဲဈေးရောင်းရင်ထောင်တန်းချမှတ်တဲ့အထိအေးအေးယူသွားမယ်လို့ဆိုပါတယ်။ စီပင်ကတတ်မှတ်နေရမှာမရောက်တဲ့ဈေးဆိုင်ကန်းတွေကိုပညာပေးကာလတတ်မှတ်ပြီးဖြတ်သိမ်းနေပါတယ်။ပညာပေးကာလကျော်ရင်တော့စီကမ်းမဲ့ဆိုင်ကန်းတွေကိုပြန်ချဈေးတွေကိုဖမ်းဆီးမှာဖြစ်ပါတယ်။စီပင်ဥပဒေရတော့ဒဏ်ရိုက်နိုင်တယ်လို့ထောင်တန်းလေးချမှတ်လို့ရပါတယ်လို့ရန်ကုန်စီပင်သတင်းရှင်းမြစ်ကပြောဆိုကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်နျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်ရေးစီမံကိန်းကိုစေအုပ်စုကလက်တွေ့အမြန်စတင်လို့တော်လေရုရှားကနှောင့်နှေးနှေးကွေးစွာ တုံ့ပြန်နေ၍မင်းအောင်လိုင်းအမလို့အမရဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်မင်းအောင်လိုင်းကနျူကလ িয়ার ဓပောင်းမှုတိဆောက်ရေးစီမံကိန်းကိုလက်တွေ့အမြန်စတင်လို့တော်လင်းရုရှားကနှိကွေးစွာတုတ်ပြန်နေ၍စေအုပ်စုကအမလို့အမရဖြစ်နေကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရသည် အကျန်းဖက်မင်းအောင်လိုင်ကနှစ်နိုင်ငံ MOU လက်မှတ်ရေးထိုးရင်းသဘောတူညီထားတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်ရေးစီမံကိန်းကိုဖြစ်နိုင်သမျှမြင်မြန်အမြန်ဆုံးစတင်လို့ကြောင်းတို့ရတွင်ရုရှားဘက်အချမ်းမှထုတ်ပြန်မှုနေ껙နေ၍စီမံကိန်းမှာခရီးမပေါက်ပဲလက်တွေ့ဖြစ်လာရန်ကြာမြင့်နေကြောင်းမင်းအောင်လိုင်ကဓာတ်ပေါင်းဖို့အတွက်လက်တွေ့မြင်နေရနှစ်ဖက်ညှိနှိုင်း၍ချိန်ကာရုရှားဘက်မှပညာရှင်များနဲ့မြန်မာဘက်မှပညာသင်များပူးတွဲ၍နျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်ရန်အမြန်ဆုံးစတင်ခြင်းနေကြောင်းသိရပါသည် ဓာတ်ပေါင်းပိုစီမံကိန်းကိုနှစ်ဖက်ညှိနှိုင်းပြီးတော့မြေနေရရွေတာမြေတတ်မှတ်တာနှစ်ဖက်ပူးပေါင်းအဖွဲ့တွေလှုပ်တာတွေစတင်နေပြီးရုရှားဘက်က process data အားနေနေတာရုရှားပြင်ပြရှင်နေလာဖို့လေဒီဘက်က ready ဖြစ်ပေမဲ့ရုရှားဘက်ကမြင်းမြန်ဆန်ဆန်မလို့သေးဘူးအခုတက်တီကိုနှစ်နိုင်ငံသဘောတူညီချက်ကလက်တွေ့အကောင့်ထဲပေါ်မှုအားနေနေတာဟုနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ် 2025ခုနှစ်အေဗီလာတွင်မြန်မာနိုင်ငံတွင်ရုရှားကမဂါဝက်130အသေးစားနျူကလ িয়ার တပ်ပေါင်းဘူကိုတိစောက်ရန်နှင့်အဆိုပါတပ်ပေါင်းဘူကိုမဂါဝက်330တိလျက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရင်နျူကလ িয়ার တပ်ပေါင်းဘူအဆင့်တိုးမြင့်သွားနိုင်ရင်နှစ်နိုင်ငံလက်မဲ့ရေးထိုးခဲ့ကြောင်းနျူကလ িয়ার တပ်ပေါင်းဘူစီမံကိန်းတွင်ရုရှားနှင့်မြန်မာနှစ်နိုင်ငံနားလည်မှုစာချုပ်လွှာသဘောတူညီချက်ကိုလည်း ရုရှားညွှန်ကြားမှုချုပ်နဲ့မြန်မာနိုင်ငံသိပ္ပံနဲ့ဤပညာဝင်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။ရုရှားကနျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်ရေးနဲ့လက်ပံရေးတို့ကိုရုရှားပညာရှင်များနဲ့တူမြန်မာနိုင်ငံမှာဆင့်အရာရှင်များကိုပူးရဲတင်ကြားပြသပေးသွားမည်ဖြစ်ပြီးဆေးရုပ်စုကနျူကလ িয়ার ဓာတ်ပေါင်းမှုတိဆောက်မှုအဆင့်လိုက်ခြင်းစီအတွက်ဆေးရုပ်စုကရုရှားထံသို့ငွေကြေးပေးချေရမည်ဖြစ်ကြောင်းသိရပါသည်။ လက်တလုံးစစ်တပ်ကနျူကလ িয়ার ဓပောင်းဖို့စီမံကိန်းအတွက်နျူကလ িয়ার ဘာသာရပ်ဆိုင်ရာပွဲလွန်ရရှိထားတဲ့ရုရှားပြန်စစ်ဖို့အရာရှိများကိုပြန်လည်စုစည်းကလက်တွေ့နျူကလ িয়ার ဓပောင်းဖို့တည်ဆောက်ရေးအတွက်ပွဲလွန်ဘာသာရပ်များတင်ကြားနိုင်ရင်ပြည်ညာတော်တင်များဇက်တိုက်စီလွန်လျက်ရှိကြောင်းသိရှိရပါသည် မင်းအောင်လိုက်ကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောနည်းလမ်းဖြင့်အသုံးပြုမည်ဟုပြောဆိုထားတော်လဲနျူကလ িয়ার ပညာရဲ့နေပတ်သက်၍စစ်ဘက်အရာရှိများကသာရုရှားသို့ပညာတော်တင်စေလိုပြီးအရက်ဘက်မှဝန်ထမ်းများကိုဆင်လွတ်မှုအလွန်နှေးပါလျက်ရှိကြောင်းစုံစမ်းသိရှိရပါသည် ်မေအောင်လာ၏စက်တင်ဘာလရုရှားခီးစဉ်တွင်မြန်မာနိုင်ငံတွင် အငေစားလျက်စစ်ဒါအပိဆိုင်ုံတိဆောက်နိုင်ရေးအတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအစအဦးလူဆွာရင်းမြစ်များနှင့်အခြားလိုအပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ကုမ္ပဏီတို့ကတတ်နိုင်သမျှဆက်လက်ကူညီပေးရန်မေအောင်လာကရုရှားဆိုရကိုမြစ်တာရက်ခံခဲ့ကြောင်းသိရပါသည် တောင်တာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိတို့ပါဝင်15ဦးသေဆုံးပြီးဒေါ်လန်ရီရဲဘော်2ဦးကြာဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှအရာရှိတို့ပါဝင်15ဦးသေဆုံးခဲ့ကြောင်းတောင်တာ People's Defense Force TTA PDF ကထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ9ရက်ညနေ9နာရီကျော်ကမှမလိုက်မြို့နယ်ဘန်းအရွာမှတောင်သာမြို့နယ်ရုံစီချေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်သားရဲနဲ့ပြူစောတီ300ကျော်ပါဝင်သောစစ်ကြောင်းကိုတော်လိုင်းရေးတပ်ဖွဲ့များကရုံစီချေးရွာနယ်ဘန်းအရွာအကြားမှာ တင်ကျင်ရဖျားအနီးမှာကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ထိုတိုက်ပွဲတွင်အကျန်းဖက်စစ်တပ်ဘက်မှအရာရှိတဦးအပါအဝင်15ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူများပြားခဲ့သောကြောင်းစစ်တပ်စစ်ကြောင်းဟာမလိုင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်ထို့နောက်စက်တင်ဘာလ10ရက်နေ့ပိုင်းမှာအကျန်းဖက်စစ်တပ်ကတပ်မံစစ်ကြောင်းထိုးလာ၍တိုက်ပွဲတပ်မံဖြစ်ပွားခဲ့ပြီးတော်လန်ရေးရှဲပေါ်နှစ်ဦးမြင်းမြတ်စွာအသက်ပေးခဲ့ရကြောင်းသိရပါတယ်ရေးစစ်ကြောင်းသည် ရုံးစီချေရွာကိုထိုးဖောက်ဝင်ရောက်လာပြီးပြည်သူပိုင်းပစ္စည်းများကိုယူဆောင်ခြင်းမိရှုဖြစ် ်စီခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့အမျိုးသမီးများကိုအဓမ္မပြုခြင်းမှုများလှုံ့ဆော်သွားကြောင်းသိရပါတယ်ထို့တိုက်ခိုက်မှုကိုတောင်သာ People Defense Force TTAPDF ဘရစ်တင်မိတ်တီလာ DSNT တနုတပ်ဖွဲ့နဲ့မြင်းကြံခဲတိုင်ရင်တုံးတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါဂျမ်းဖန်စစ်တပ်စစ်ကြောင်းဟာတောင်သားမျိုးနဲ့ရုံးစီချေးရွာမှာတက်ဆွဲထားပြီးချေးရွာနေအသက်16နှစ်မှ56နှစ်အရွယ်မျိုးသမီး6ဦးကိုအုပ်စုဖွဲ့မရင်ပြုတ်ခြင်းပြီးအသက်45နှစ်အရွယ်ကိုရဲနဲ့အသက်56နှစ်အရွယ်ဦးတောင်ညွန့်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့နေရီကန်ဖြူဟာစကန်ပိတ်ဆို့ခန့်ထားရ၍စစ်ကော်မရှင်တပ်ကအနီးနားရှိကျေးရွာများကိုမိရှုပ်ပြစီလေးချောင်းမှပြင်းထန်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းငဖယ်မြို့နယ်နေရီကံမြို့ဟာစကန်ပိဆိုတိုက်ခိုက်ခံနေရသည့်အတွက်စစ်ကောင်စီကစကန်နီကျေးရွာတချို့ကိုမင်းချိုဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဂုံကြီးထောက်ဖို့စကန်ကိုအရခတက်တော်အီကတင်ယူပြီးနေရီကံစကန်ကိုပါပိဆိုထားသည့်အတွက်စစ်ကောင်စီတပ်ကဂုံကြီးအနီးရှိမြေလက်ရွာကိုပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ကမင်းချိုဖျက်ဆီးခဲ့ကြောင်းဒေတာရင်းသတင်းရှင်းပြများထံမှသိရပါတယ်။ဂုံကြီးစကန်အသိန်းခံရပြီးနေရီကံစကန်မှာပိဆိုခံထားရတော့လေရင်နဲ့ဇက်တိုက်ပုံကျဲတဲ့ ုံးပုံးနေနဲ့လေအကြိုက်သုံးပြီးစစ်တပ်ကခုခံနေတယ်ဟုဗရန်စစ်စင်ရေးတရင်ရှင်မြက်ကပြောပါရယ်ထို့ပြင်အော်တိုဘာ9ရက်ထိဂုံးကြီးချေးရွာနီးတဝိုက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားလျက်ရှိပြီးပြီးခဲ့တဲ့အော်တိုဘာ10ရက်နဲ့အော်တိုဘာ2ရက်နေ့တို့မှာနေရီကန်အနီးမှာစစ်ကောင်မရှင်နဲ့ဤပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါရယ်စစ်ကောင်မရှင်ကဂုံးကြီးနောင်ရွာပစီပပဲချေးရွာများကိုလီချောင်းမှာဘုံလုံးရေ90ခန်းနဲ့နေစဉ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် နေကန်လေးချောင်းရံကားခွေတက်စကန်ကိုစစ်ကောင်ပြင်ကအမှတ်905အမြောက်စကန်ကုကဲမှုဌာနချုပ်မှနေ၍စစ်တုံးကားကြီးအင်အားပြည့်ပြည့်စစ်ရင်တန်းများစွာကိုအင်အားဖြင့်နေပြီးအမှတ်စက်ခွန်စစ်စင်ရေးကုကဲမှုဌာနချုပ်စကားခါစက်ခွန်လောက်ခဲတရင်များဖြင့်လည်းတက်ပြန့်ထားကြောင်းသိရပါရယ်စစ်ကောင်ပြင်ကအမ်းမြုန်နယ်ကိုလက်လွတ်လိုက်ရပြီးနောက်အေးတက်ဖွဲ့ဝင်များဟာအမ်ပရန်လမ်းပိုင်းကိုစုမှုမှုရယူနိုင်ရန်စူးစမ်းခဲ့ပြီးစစ်ကောင်ပြင်ကကားကင်းစကန်များကိုသိမ်းယူနိုင်ခဲ့ပါရယ်စစ်ကောင်ပြင်ကဗရန်တက်နယ်ရှိအကြီးဆုံး ုံးနေရီကန်စကန်ကိုကာကွယ်ရန်အထောက်နေရပြီးတာလွန်အေးရနဲ့လေချောင်းပစ်ကူများပါအသုံးပြုနေရခြင်းဖြစ်ကြောင်းသိရှိရပါသည်